မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ4ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။တည်တည်ကောက်နေတဲ့ပြူစောတီ3ဦးအနီးကပ်ပစ်ခတ်ခံရလို့တေဆုံပြီးတနတ်တလက်ရရှိလိုက်တယ်လို့သိရပါဗျ။တေဘော်ဘိုစခန်းသိန်းတိုက်ပွဲမှာတော့9နိုင်သာကြပြီးစစ်ရှုံးကောက်စီတပ်ဖွဲ့ဝင်34ဦးတေဆုံက82ဦးလက်နက်ချခဲ့ပါဗျ။ဖမ်းဆီးခံရပြီးစစ်ကြောရေးရောက်သွားတဲ့ဇော်ဖုံးဟင်းကို စစ်တပ်ထောက်ခံသူအောင်မင်းကဘာတွေမှတ်ချက်ပြုပြောဆိုပါတလဲဒီတဲ့အပြည့်အစုံကိုလည်းနားဆင်ရမှာပါကျိုးပင်ကောင်းမြို့နယ်မှာတော့ဗတောင်းမြန်ရွာကိုဝင်ရောက်ပေါ်တာဆွဲတဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုမှာစစ်သား6ဦးသေဆုံးသွားတယ်လို့သိရပါတယ်ရန်ကုန်မြို့နယ်နှစ်ခုမှာခွင့်ပြုထားတဲ့ဘေးရဲတွေကိုပြန်ဖမ်းဆီးနေပါတယ်ရှင်ဒီတဲ့နဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ မကွေတိုင်းပေါင်းမြို့နယ်မှာတရက်တီကောက်နေတဲ့ပြူစောတီ၃ဦးအနီးကပစ်ခတ်ခံရတာကြောင့်နေရမှာတည်ဆုံပြီးတနက်တလက်ရရှိလိုက်တယ်လို့ຫນွေဦးညီနောင်ပြောက်ကြားတပ်ဖွဲ့စီကနေသိရပါတယ်။ပြူစောတီနဲ့စစ်ကောင်စီတပ်အထိုင်ချထားတဲ့ကုကိုစုရွာကပြူစောတီ၃ဦးဟာအဲ့ဒီရွာအနောက်တောင်ဘက်မှာရှိတဲ့တရက်ပင်တွေမှာတရက်တီကောက်နေစဉ်ဇွန်လ၂ရက်နေ့နေ့လယ်2:40မိနစ်မှာမီတာ90အကွာကနေအနီးကပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ ကျွန်တော်က၃ရက်စောက်ကြည့်တယ်ပထမနေ့ကဂန်းတနက်၃လက်နဲ့လာပြီးတော့တရက်တီးကောက်တယ်ဒုတိယနေ့ကျတော့သူတို့ဂန်း၂လက်နဲ့လာကောက်တယ်မနေ့ကဖြစ်သွားတဲ့ပွဲကျတော့ဂန်းကတော့ပါတယ်ကျွန်တော်သွားပြစ်တဲ့အချိန်မှာတက်လက်ပဲရရှိခဲ့တာလို့နေဦးညီနောင်ပျောက်ကြားတက်ခွက်တာဝန်ခံကပြောပါတယ်တော်လန်ရေးတက်ဖွဲ့ရရဲ့ပြစ်ခတ်မှုကြောင့်တရက်တီးကောက်လာတဲ့ကိုကိုစုရွာပြူစောတီ၃ဦးဖြစ်တဲ့အသက်50နှစ် ကိုချိန်အောင်အသက်40နှစ်အောင်ကျိုင်းနဲ့အသက်16နှစ်ဘိုဆိုင်တို့နေရာမှာပဲတည်ဆုံးခဲ့ပြီးသူတို့စီကနေ AK47 တနတ်တလက်ကိုတင်စီနိုင်ခဲ့တာလို့ဆိုပါတယ်ပြစ်ခတ်မှုပြီးတဲ့နောက်မှာကိုကိုစုရွာပြူစောတီစခန်းကနေ60မမလက်နက်ကြီးနဲ့ပြန်လဲပြစ်ခတ်ခဲ့ပေမဲ့တော်လန်ရေးတပ်ဖွဲ့တွေဘက်ကအထိခိုက်မရှိခဲ့ဘူးလို့လည်းဆိုပါတယ်ပြည်ခရဲဇန်နဝါရီလ3ရက်ကလည်းပြူစောတီနဲ့စစ်ကောင်စီတပ်အထိုင်ချတပ်ဆွဲထားတဲ့ကိုကိုစုရွာက တက်ကြီးပိုင်းဒေတာခံနှစ်ဦးကိုຫນွေဦးညီနောင်ပျောက်ကြားတက်ဖွဲ့ကကဲဆဲခေါ်ထုတ်ခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်မြဝတီမြို့နယ်ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာချောင်းနယ်မြေမှာရှိတဲ့တိဘောဘူစစ်ကောင်စီစခန်းကိုတော်လန်ရေးပူးပေါင်းတက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်စင်မှာစစ်ကောင်စီတက်ဖွဲ့ဝင်30ကျော်တေဆုံးက80ကျော်လက်နက်ချခဲ့ကြောင်း KNU သတင်းရင်းမြစ်ကပြောပါတယ်။ KNU ပူးပေါင်းတက်တွေက ထိုင်းမြန်မာနယ်စပ်တကြောမှာရှိတဲ့စစ်ကောင်စီစခန်းတွေကိုဇက်တိုက်သိမ်းပိုက်လျက်ရှိရာဇွန်လ3ရက်နေ့မှာတိဘောဘူစခန်းကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ရာစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေအပေါ်ပြန်လည်ကြဲချခဲ့မိရာတေဆုံးထိခိုက်မှုများရှိတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။သူတို့အချင်းချင်းပြန်ကြဲမိတာတော့ရှိမှာပေါ့။သူတို့လည်းထိကိုလည်းထိမှာပေါ့။အနေအတင်းတော်လို့ KNU သတင်းရင်းမြစ်ကပြောပါတယ်။ ထိုင်းနယ်စပ်တိုက်ပွဲတွေကိုစောက်ကြည့်ပြီးတည်င်းနဲ့တင်ပေးနေတဲ့ထိုင်းနယ်စပ်တည်င်းအရင်မြစ်ကလည်းစစ်တပ်က YAK 130 Y12 လေရင်နေနဲ့တေဘောဘူစခန်းမှကြအောင်ပြစ်ကူပေးခရာဘုံမာကျဲမိမှုမှာစစ်သားတွေကိုပို့အထိနာစေခဲ့ကြောင်းရေးသားထားပါတယ်။ထိုင်းစစ်တပ်ကနေဆက်မှာလုံခြုံရေးမြင့်တင်ပြီးတော့အခြေအနေကိုနီးကပ်စောင့်ကြည့်နေပါတယ်ရှင်။ စခန်းတိုင်းစစ်စင်ရေကိုဇွန်လ3ရက်နေ့မနက်9:00နာရီမှာစတင်ခဲ့ရမှာညနေ6:00နာရီမှာအပိတသိမ်းပိုက်နိုင်ခဲ့တယ်လို့တတင်းအမည်ကပြောပါတယ်။တိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရရှိသူများအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်82ဦးအလင်းဝင်ခဲ့ပြီးစခန်းကုန်းပေါ်မှာတေဆုံသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးရှိတယ်လို့လည်းသိရပါတယ်။လက်နက်ချတာ80ကျော်ပေါ့လက်နက်ခဲယံတွေအများကြီးရတယ်။အဲ့ဒီလက်နက်ချတဲ့သူတွေကတော့သူတို့ကိုပြန်မောင်းထုတ်လိုက်ပြီး ထိုင်းဘက်ကိုပို့လာပြီးတော့မြောက်ရီပြန်ပို့လဲပို့ပေါ့ဒီဘက်ထိုင်းရင်လည်းနိုင်ငံတကာကြီးစုစောက်ရှောက်တဲ့အဖွဲ့အစည်းကဘာမှမရှိတဲ့အခါကျတော့ဟိုမှလည်းမထားတော့ဘူးလေဟိုမှထားတာလဲယာကျော်နေပြီလို့ခင်ရညူတဲ့အရင်မြစ်ကပြောပါတယ်လက်နက်ချတဲ့စစ်ကောင်စီတပ်သားတွေထိုင်းဘက်ရောက်ရှိပြီးထိုင်းကစစ်ကောင်စီရဲ့မြောက်ရီအခြေဆိုင်ခလာရ နစ်ခွန်၅ကိုပြန်ပို့တဲ့အခြေအနေပေါ်ကိုလည်း KNU ကတွက်ဆထားပြီးဖြစ်ကြောင်း KNU တက်မှုရဲ့သဘောထားကိုသူကရှင်းပြပါဗျ။တကယ်လို့မင်းတို့မင်းတို့နေရပြန်မင်းတို့တက်တည်တဲ့နေရပြန်မင်းတို့တကယ်လို့မတည်နိုင်ရင်တခါထက်ချပေါ့။မြောက်ရီမြို့မှာလည်းတခါပြန်ဆုံမှာပေါ့။နစ်ခွန်၅ပေါ့တခါပြန်ဆုံကြမှာပေါ့။မင်းတို့မတည်နိုင်ရင်လို့ KNU သတင်းရင်းမြစ်အဖွဲ့တက်မှုကလက်နက်ချသူတွေကိုပြောပါဗျ။ တိဘောဘိုစစ်ကောင်စီစခန်းကရခင်က KNU တပ်မဟာ6ရဲ့အဓိကအရေးပါတဲ့ဝင်းငွေလမ်းကြောင်းဂိတ်တစ်ခုဖြစ်ပြီးတော့1990ကျော်မှာစစ်ကောင်စီကတင်ပိုက်သွားတာလည်းဖြစ်ပါတယ်။ KNN နဲ့ PDF နဲ့ပူးပေါင်းတပ်တွေက2025ခုနှစ်မေလမှာတင်ပိုက်ခဲ့ပေမဲ့နောက်ပိုင်းမှာစစ်တပ်ကအင်အားအများပြားနဲ့ထိုးစစ်ဆင်လာ၍တော်လန်ရေးတပ်တွေကပြန်ဆုတ်ပေးခဲ့ရခြင်းဖြစ်ပြီး၃နှစ်ကြာမှာထပ်မံတင်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာနေဆက်တစ်ခုလုံးနီးပါးပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်၍ဒေသခံလူထုများပိုလွတ်လပ်သွားတယ်လို့လည်းပြောပါတယ်။လက်နက်ကန်ရန်သူက မရှိတော့ဘူး။ရန်သူမရှိတဲ့အခါကျတော့တပ်ဖွဲ့ပဲရှိတဲ့အခါကျတော့ကျွန်တော်တို့ဘာသာကျွန်တော်တို့အုပ်ချုပ်တဲ့အခါကျတော့လူထုအတွက်ကောင်းလာတာပေါ့။အဲ့ဒီမှာကျန်နာကတော့ထီကပလဲတို့ဝါလီတို့ဩဂရစ်ထတို့နောက်တစ်ခုရှိသေးတယ်။၄ခုပဲကျန်တာလို့ KNU သတင်းရင်းမြစ်ကပြောပါတယ်။ ခရညူဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်တွေကတမဟာချောင်းနှင်းမြေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများတင်ပိုက်တဲ့စစ်စင်ရေးကိုမေလတတိယအပတ်မှာအချိန်ညှိခဲ့ရမှာမေလ23ရက်နေ့မှာဘလက်တိုစခန်း28ရက်နေ့မှာကနယ်လီစခန်း29ရက်နေ့မှာရွှေအေးညိုင်စခန်း30ရက်နေ့မှာဗရင်အောင်စခန်းနဲ့မော်ခီစခန်းတို့ကိုဆက်လက်တင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီမတိုင်ခင်က KNU တမဟာခုံမှာရှိတဲ့ နယ်စပ်မှာစစ်တပ်စခန်းတွေကိုလည်း KNN နေနဲ့ပူးပေါင်းတပ်ဖွဲ့တွေကဇက်တိုက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့တမဟာလေးမှာလည်းနယ်စပ်မှာအရေးပါလာတဲ့ ठी ခိနဲ့ ठी ထဗျူဟာစခန်းတွေကိုသိမ်းပိုက်ထားပါတယ်စစ်ကောင်စီကမူကရင်ပြည်နယ်မှာတိုက်ပွဲများနဲ့ပတ်သက်ပြီးတော့တလုံးတပါးသားများထုတ်ပြန်ထားခြင်းမရှိသေးပါဘူးရှင်ဖန်စီခံရပြီးစစ်ကြောရေးရောက်သွားတဲ့ဇော်ဖုံဟင်းကိုစစ်တပ်ထောက်ခံတဲ့အောင်မင်းက အခုလိုမှတ်ချက်ပြုပြောဆိုပါတယ် နားဆင်ကြရအောင်ပါရှင်။ဟုတ်ပါတယ်အောင်မင်းပါဗျ။အော်အဲကျေးဇူးပါဗျာအခုလိုမျိုးမှန်မှန်ကန်ကန်ဖြေရောက်ရတယ်ပေါ့နော်။ကျွန်တော်အခုကောင်းမင်းဆိုတော့ပြောပါရည်ရနော်ကောင်းမင်းဆိုတော့ပြောပါကျွန်တော်တို့တိတ်ချက်ပို့တော့ဘိုးဘိုးကိုခေါင်းလိုက်ထည့်နိုင်နေဟုတ်လားဟာဟာဘ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 ယ်လိုဖြစ်လို့လဲဘယ်လိုဖြစ်လို့လုပ်ပါအောင်သူ့အောင်သူခေါင်းနှုန်းကအောင်မင်းနဲ့ပါတိုင်လို့လုပ်ပါအောင် ယ်ဗျပို့ဘသူကတက်မလို့ဖြစ်တာလဲလုတ်ပါအောင်ပြောပါအောင်ခင်ဗျာကိုစောဘိုးကြီးထောက်ပြနေတာလေခင်ဗျာမကြောက်လို့ရခင်ဗျာဒီစုလူလူပဲမှာခင်ဗျာဒီစုလူလူတို့ခက်ခဲလို့ပြထောက်ပြနေတာလေဗျာတက်မလို့ရလိုအပ်ချက်တွေထောက်ပြနေတာလေဗျာတက်မလို့ချက်လို့အာတော်တော်ကြီးကုန်ပြပဲကျွန်တော်ပြကျွန်တော်ပြောပြမယ်ကျွန်တော်သူ့နာမည်တော့တက်မပြောချင်ဘူးကြာเนาะကျွန်တော်ပြောပြမယ်အဲ့ဒီလူကလိုင်းပေါ်မှာပြောနေရတယ်ကျွန်တော်ကြားတယ်ခင်ဗျားတကယ်ကြီးအဲ့လူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင်သူ့ရဲ့ post ကြီးကြိုက်တဲ့ post ယူလာခဲ့လိုက်ကြိုက်တဲ့ post ခင်ဗျားကျွန်တော်ထောက်ပြလိုက် ဲ့ဒီပိုးနဲ့ပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခမားနဲ့ဒီဘက်ကြိုက်တဲ့အချိန်လုံးလို့ရတယ်။နော်ခမားတယောက်တည်းလည်းမဟုတ်ကြိုက်တဲ့သူဗျာ။မြန်မာပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆိုအဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူလူကိုအကျိုးပြုပါတယ်။အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတဲ့ post ကိုခမားကြိုက်တဲ့အယူလာခဲ့။ကျွန်တော်ကြက်တဲ့ဟာကိုလည်းကျွန်တော်ဓာတ်မကုန်းဘယ်လိုကောင်းမလဲ။ဘာလို့ဒီဘက်လို့လို့ရတယ်နော်ဒီဘက်လို့လို့ရတယ်ကျွန်တော်ပြောပြမယ်ဗျာ။ တက်မလို့ချစ်တယ်ဆိုတာကတက်မလို့ငါနဲ့ကြိုင်တုတ်နေတယ်တောက်တုတ်နေလို့မရအောင်တော့ကျွန်တော်ပြောချင်တာအဲ့ဒါဆိုလို့ရှိရင်တက်မလို့ဟာရှမ်းမြောက်တစ်ခွက်တည်းမှာယူစစ်တိုက်နေတာမဟုတ်ဘူးနော်ရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မလို့ကောင်လေးကိုဒီလိုဆဲနေရတယ်ရှမ်းမြောက်မှာဒီကောင်ကမှောင်ကိုလမ်းကြောင်းမှာဒီကောင်မှောင်ကိုကူးနေတဲ့ကောင်လေးသူကရှမ်းမြောက်မှာတက်မလို့နိုင်နေချင်တာမဟုတ်ဘူးမှောင်ကိုလမ်းကြောင်းပွင့်နေချင်တာကျွန်တော်လူတယောက်ကိုကျွန်တော်အဲ့လိုမပြောချင်ဘူးကျွန်တော်တို့ကသတင်းဌာနဗျာ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းကျိုးပင်ကောင်းမြို့နယ်ပဒေါညံရွာကိုဝင်ရောက်ပေါ်တာဆွဲတဲ့အကြမ်းဖက်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးခဲ့ကြောင်းရိုးမ GBK PDF မှတာဝန်ရှိသူတို့ကပြောပါတယ်။ဇွန်လ10ရက်နေ့နနက်၈နာရီခန့်မှာဇီးကုန်းမြို့နယ်ဘော်ပင်ရွာမှအင်အား80ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်ကကျိုးပင်ကောင်းမြို့နယ်ပဒေါညံရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာတော်လန်ရေးတပ်ဖွဲ့နဲ့တိုက်ပွဲစတင်ဖြစ်ခဲ့တာလို့ဆိုပါတယ်။ အဲ့လိုတိုက်ခိုက်မှုအတွင်မှာအကြံဖတ်စစ်သားနဲ့ပြူစောတိ6ဦးတေဆုံးကတအုပ်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးစစ်တပ်စစ်ကြောင်းကဇီကုံမြို့နယ်ဘော်ဘင်ရွာ အတွင်းကို ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ဇီကုံဘော်ဘင်ကျေးရွာကပြူစောတိရွာစစ်တပ်နဲ့ပေါင်းပြီးတော့တက်ဆွဲထားတာကြာပြီးအဲ့ဒီကကျွန်တော်တို့ပိုင်တဲ့ဂျိုးပင်ကောင်းမြို့နယ်ထဲကိုစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်တာအဲ့ဒီတရက်နှစ်တစ်နှစ်လုံးမိုင်းခွင်ရှိတဲ့နေရာတွေရောကျွန်တော်တို့တပ်ဖွဲ့ရှိတဲ့နေရာတွေရောရှောင်ကွင်းပတ်သွားနေတာ မိုင်းကွင်းမရှိပဲဘောပင်၁၀ပေါင်ပေါ်တက်အလားအဲ့ဒီမှာမိုင်းဆွဲတယ်ဘောပင်ရွာနဲ့ပတောက်ရွာအကူးနားမှာပေါ့အဲ့လိုမျိုးမိုင်းဆွဲလိုက်တော့စစ်ကြောင်းကရက်တန်သွားတယ်နရက်နေ့မနက်မှာပတောက်ညိုင်ရွာထဲကိုဝင်ပြီးကြည်သူအမျိုးသားနှစ်ဦးကိုပေါ်တာဆွဲတယ်ညနေပိုင်းမှာပြန်ထွက်လာတယ်စစ်ကြောင်းအထဲမှာလည်းပေါ်တာဆွဲခံရတဲ့ပြည်သူနှစ်ဦးပါလာတယ်ပတောက်ညိုင်ရွာကပြည်သူနှစ်ဦးပေါ့ကျွန်တော်တို့ထီထွေးတိုက်ပွဲဖြစ်ပြီးတော့အဲ့ဒီနှစ်ယောက်ကလွတ်သွားတယ် တရက်နေ့တိုက်ပွဲကတော့ဒဏ်ရာရတာလောက်ပဲရှိမယ်။နရက်နေ့တိုက်ပွဲမှာပဲမိုင်းထိထိမိမိဆွဲတာလို့ရိုမ GPK PDF မှာတာဝန်ရှိသူတို့ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတက်ရင်3901တက်ခွဲ2 BTZM GPK PDF ပဲခူးရိုမအခြေပြုတက်ဖွဲ့တက်ရင်3801တက်ခွဲ2ရိုမ GPK PDF တက်ဖွဲ့နဲ့တက်ရင်3802တက်ခွဲ2 Dragon Brother တပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါရရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းမြောက်ဥကလာပါနဲ့တကုံမြို့တင်မြောက်ပိုင်းမြို့နယ်တို့မှာခောက်တူဆွဲခွင့်ပြုထားတဲ့ဘေးတွဲဆိုင်ကယ်တွေကိုစစ်ကောင်စီအဖွဲ့ဝင်နဲ့ရင်တိုင်းရဲတွေကဖမ်းဆီးငွေညှစ်နေကြဆဲဖြစ်တယ်လို့မြို့ခံတွေကပြောပါရတယ်။ ဘေးရဲဆိုင်ကပြေးဆွဲခွင့်ကပ်ပြားကို2025ခုနှစ်နှစ်စပိုင်းကစလို့မြို့နယ်ထွေအုပ်ယုံခွင့်ပြုချက်နဲ့ရက်ွက်ယုံတွေကရင်စည်းကမ်းနဲ့အညီလုပ်ပေးထားခဲ့တာဖြစ်တယ်လို့ဘေးရဲမောင်းသူတွေကိုရက်ွက်ကင်ဆောက်ဖို့အတွက်ခိုင်းစေခဲ့တာလည်းဖြစ်ပါတယ်။မြောက်ဩကလာနေဘေးရဲမောင်းသူကဘေးရဲမောင်းမယ်ဆိုရင်အချက်6ချက်လိုက်ရမယ်လို့ကပ်ပြားမှာပါတယ်လေ။ယုံကခေါ်ရင်လဲသွားပေးရတယ်။အုတ်ထုတ်ပတ်မှန်ကပ်ပြားရောအင်ကြီးပါဝစ်လေဖမ်းတာပဲ။ မိုးရင်မှုလို့ဘိန်းမှာထီးတက်ရင်လဲဖမ်းတာပဲနဲကြော်ရင်လဲဖမ်းတယ်ရွှေပောက်ကံဆိုရင်မြောက်ဥက္ကလာပါတဲ့ပါပါတယ်၆ခွေကနေရွှေပောက်ကံကူးရင်လဲဖမ်းတယ်ဥဆောင်တာကမော်တော်ပီကယ်တွေစစ်သားတွေကသူတို့နှောက်မှာဖမ်းမိတာနဲ့တော့ဖြုတ်ပြီးတော့အနောက်ကစစ်သားတွေလက်ထဲကိုထည့်တာပြန်ရွေးရင်တစည်းကို6တောင်းလို့ဆိုပါရရှင်။မြောက်တကုံမြို့နယ်မှာတော့ဘေးလီအဝိုင်းကျိုးတရာရွှေပောက်ကန်စတဲ့ငမိုးရိပ်ချောင်း ကူးတဲ့တံတားတွေကိုဆိုင်ကယ်ဘေးရွယ်ဖြတ်ခွင့်မပေးသလိုဖမ်းမိပါကဆိုင်ကယ်တင်းစီခံရတဲ့အပြင် မောင်းသူတွေပါရိုက်နှက်ခံရပါရဲ့ရှင်။နောက်တော့ကုံမျိုးကတအူးကခက်ခဲတာပေါ့ဈေးဝယ်ထွက်ရင်လိုင်းကားကနေရာတကာမရောက်ဘူး။တံတားထိတ်အကွယ်လေးမှာ နေ့တိုင်းမနက်ဆို၈နာရီကနေ10နာရီညနေဆိုရင်3နာရီ9နာရီကနေ6နာရီအထိစောက်ဖန်းတာအလုတ်သွားအလုတ်ပြန်အချိန်ဆိုအဓိကဖန်းတာသူတို့အမိတ်ကအောက်ကသူတွေပဲထီတာ တချို့ကြတော့လေအဖမ်းခံရမှာဆိုလို့ထုတ်မစီရဲကြတော့ဘူးဟိုဘက်မှာဆက်ယုံစင်ရင်တံတားကနေလမ်းပဲရှောက်သွားကြတာလို့ဆိုပါတယ်မေလာ22ရက်နေ့မှာစစ်ကောင်စီအငိမ့်စာပုံမှုချုပ်တယောက်ကိုဘက်ထရီဆက်ပင်စီးပြီးတနက်တမားနှစ်ယောက်ကပြစ်ခတ်ခဲ့လို့တေဆုံးပြီးချိန်မှာဆိုင်ကယ်အပြင်ဘက်ထရီဆက်ပင်တွေဘေးရွက်တွေပါဇက်တိုက်ဖမ်းဆီးလာခဲ့တာ ဖြစ်ပေမဲ့ စစ်ကောင်စီအဖွဲ့တွေရဲ့အမရဖန်စီမှုတွေဟာအခြေခံလူတန်းစားတွေကိုပို့ပြီးတော့ဖိနှိပ်မှုနဲ့အခက်ခဲတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။